မင်္ဂလာပါ Siri for you ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ရုပ်ရှင်ကတော့2023ခုနှစ်မှာထွက်ရှိခဲ့တဲ့ Christopher Nolan ရဲ့ကူးထားတဲ့ Oppenheimer ပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကအမေရိကန်သမိုင်းမှာအရေးကြီးဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ J. Robert Oppenheimer ရဲ့ဇလံကိုပြောပြထားတာပါကဲအစင်းသေးဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့စတင်လိုက်ရအောင်ပါရုပ်ရှင်ရဲ့စမှာတော့1920ပြည့်နှစ်တည်းကလူငယ်လေး Oppenheimer က Cambridge University မှာယူဘဗေဒပညာကိုသင်ယူနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် ဆီလီယံမာဖီတရုတ်ဆောင်ထားတဲ့အော်ပန်ဟိုင်းမားကစိတ်ရှုပ်ထွေးပြီးတော့စိတ်ဖိစီးမှုတွေရှိနေတဲ့ပါရမီရှင်တဦးဖြစ်နေပါလေ။ဂိမ်းဘရစ်မှာတင်ကြားနေတော့သူ့ရဲ့ဆရာပက်ထရစ်ဘလက်ကန်နဲ့ပြဿနာတွေရှိပြီးတော့ဆရာဇပွဲဘော်ကဘန်ဒီကိုအစိတ်ခတ်ခဲ့ဘူးပါလေ။ကံကောင်းထောက်မှပြီးတော့ဘလက်ကန်ကအဲ့ဒီဘန်ဒီကိုမစားမိခဲ့ဘူးဆိုပေမဲ့အော်ပန်ဟိုင်းမားကိုသူ့ရဲ့လောက်ရပေါ်သတိပေးခဲ့ရပါလေ။အဲ့ဒီအချိန်မှာပဲအော်ပန်ဟိုင်းမားကယူဘဗေဒပညာအထူးသဖြင့် quantum magnetic နဲ့ theoretical physics ကိုပုံမှုပြီးတော့စိတ်ဝင်စားလာခဲ့ပါလေ။ အော်ပန်ဟိုင်မာကဂျာမနီနိုင်ငံဂေါတင်ဂန်ယူနီဗာစီတီကိုပြောင်းရွှေ့ခဲ့ပြီးတော့အဆင့်မြင့်ယူပပေရာပညာကိုဆက်လက်သင်ယူခဲ့တယ်လို့သူဟာခေတ်သစ်ကွမ်တမ်သီအိုရီကိုလေ့လာရင်းနဲ့သူ့ရဲ့ပါရမီရှင်အရည်အသွေးတွေပုံမထင်ရှားလာခဲ့ပါပြီ။ဂျာမနီမှာသင်ကြားနေစဉ်သူဟာအဆင့်မြင့်သင်ချာနဲ့ယူပပေရာပညာရက်တွေကိုကျွမ်းကျင်လာပြီးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းအတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့သူဟာအမေရိကကိုပြန်လာပြီးတော့ဘာကလေးနဲ့ခေါ်တက်တက္ကသိုလ်တွေမှာပေါမောက်ခဖြစ်စာပေပို့ချခဲ့ပါတယ်။ ဘာကလေးမှာအလုံးလုံးနေတော့မှအော်ဘန်ဟိုင်းမားကဂျင်းထော့ကလော့ဆိုတဲ့အမျိုးသမီးတူနဲ့ချစ်ကြိုက်ခဲ့ကြသလိုဂျင်းထော့ကလော့ကစိတ်ပညာရှင်တူဖြစ်ပြီးတော့ကွန်မြူနီဝါရကိုယုံကြည်သူတူလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကအတော်လေးရှုပ်ထွေးခဲ့ပြီးတော့နောက်ဆုံးမှာဝမ်းနည်းစရာနဲ့အဆုံးသတ်ခဲ့ပါတယ်။ဂျင်းထော့ကလော့ကစိတ်ကျန်းမာရေးပြဿနာတွေရှိခဲ့ပြီးနောက်ဆုံးမှာတော့ကိုကိုကိုအဆုံးစီရင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့အော်ဘန်ဟိုင်းမားကကွန်မြူနီပါတီနဲ့အဆက်အသွယ်ရှိခဲ့သူတယောက်ဖြစ်တဲ့ကီတီဘွန်နေနဲ့လက်ထပ်ခဲ့ပါသေးတယ်။ 1939ခုနှစ်မှာဂျာမနီမှာနျူကလ িয়ার ဖစ်ရှင်ကိုရှာဖွေတွေ့ရှိတယ်ဆိုတဲ့သတင်းတွေအမေရိကန်ကိုရောက်ရှိလာပါတယ်။ဒီအချိန်မှာသိပ္ပံပညာရှင်အများစုကဂျာမနီကအတန်ဘုံကိုအရင်တီဆောက်မှောက်စိုးဝင်ပူပန်ခဲ့ကြပါတယ်။အဲဘာအိုင်းစတိုင်းအပေါင်းဝင်သိပ္ပံပညာရှင်တွေကသမရဖရန်ကလင်ဒီရူးစ်ဘတ်ကိုစာရေးပြီးတော့အမေရိကန်အနေနဲ့လည်းနျူကလ িয়ার စွမ်းအင်သုတေသနကိုလှုပ်ဆောင်တင်ကြောင်းအကြံပြုခဲ့ကြပါတယ်။ဗိုလ်ချုပ်လက်စလိုင်း group ကလည်း Mandan project ကိုဦးဆောင်ပေးစစ်ဘက်အရာရှိဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ Roof ကစီမံကိန်းကိုဦးဆောင်ဖို့သိပ္ပံပညာရှင်တဦးကိုလိုအပ်နေပြီးတော့နောက်ဆုံးမှာအော်ဘန်ဟိုင်းမားကိုရွေးချယ်ခဲ့ပါတယ်။သိပ္ပံပညာရှင်အများအပြားကအော်ဘန်ဟိုင်းမားမှာအားနည်းချက်တွေရှိတယ်လို့ထင်မြင်ခဲ့ကြပေမဲ့ Roof ကသူ့ရဲ့ခေါင်းဆောင်မှုအရေးချင်းနဲ့ကျေပြန့်တဲ့ပညာရေးနောက်ခံကိုလေးစားခဲ့ပါတယ်။အော်ဘန်ဟိုင်းမားနဲ့ Roof တို့က New Mexico ပြည်နယ်မှာရှိတဲ့ Los Alamos စီမံကိန်းရဲ့အဓိကဌာနချုပ်ဖြစ်ရွေးချယ်ခဲ့ပါတယ်။ဒီနေရာကလိုအပ်ရေးအတွက်အသင့်တော်ပြီးတော့အဝေးရနေထိန်းချုပ်နိုင်တဲ့နေရာဖြစ်ပါတယ်။ Los Alamos မှာတကဘာလုံးကအကောင်းဆုံးသိမ့်ပတ်ပညာရှင်တွေကိုစုဆောင်းခဲ့ပါတယ်။ Naseball, Enrico Fermi, Edward Teller, Robert Sarba စသဖြင့်နာမည်ကျော်ယူဘဗေဒပညာရှင်တွေရောက်ရှိလာခဲ့ကြပါတယ်။ Oppenheimer ကဒီသိမ့်ပတ်ပညာရှင်အားလုံးကိုစူးစီးညီညွတ်စွာပူးပေါင်းဆောင်ရွက်နိုင်အောင်လို့ညှိနှိုင်းခဲ့ရပါတယ်။ဒီလောက်ကအလွန်ခက်ခဲပြီးတော့ပြိုင်ဆိုင်မှုတွေနဲ့အငင်းပွားမှုတွေရှိခဲ့ပါတယ်။ Los Alamos မှာသိပ္ပံပညာရှိတွေကအတန်ဘုံပညာကိုဖန်တီးဖို့အတွက်ပြဿနာအများပြားကိုရင်ဆိုင်ခဲ့ရပါတယ် အဓိကအပြင်ယူရေနီယံ235နဲ့ပလက်တိုနီယံ239ကိုအသုံးပြုပြီးတော့နျူကလ িয়ার chain reaction ကိုဘယ်လိုမျိုးထိန်းချုပ်အောင်လဲဆိုရယ်ပြဿနာမျိုးဖြစ်ပါတယ်။အင်မလူးစင်မက်သက်ကိုအသုံးပြုပြီးတော့ပလက်တိုနီယံခိုးကိုဖိသိတဲ့နီလန်အောင်ဆန်းတက်ခဲ့ကြပါတယ်။ဒီနီးပညာကအလွန်ရှုပ်ထွေးပြီးတော့ထောင်နဲ့ချီတဲ့ဆန်းတက်မှုတွေလိုအပ်ခဲ့ပါတယ်။အဲဒီချိန်မှာအော်ဘန်ဟိုင်းမားကသိပ်ပံဒရိုက်တာဖြစ်သိပ်ပံနီးပညာတွေကိုဖြည့်ရှင်းယုံတာမှာကစီမံခန့်ခွဲမှုလုံခြုံရေးနဲ့နိုင်ငံရေးပြဿနာတွေကိုပါရင်ဆိုင်ခဲ့ရပါတယ်။ မန်ဟတန် project မှာလုံခြုံရေးကိစ္စကအရေးကြီးဆုံးဖြစ်ခဲ့ပါတယ်။ FBI နဲ့စစ်ထောက်လမ်းရေးအဖွဲ့တို့ကစီမံကိန်းမှာပါဝင်သူတွေအားလုံးကိုအဆက်မပြတ်စောင့်ကြည့်ခဲ့ပါတယ်။ Oppenheimer ရဲ့အရင်က community အဖွဲ့အစည်းနဲ့ဆက်ဆံခဲ့မှုတွေသူဇနီးကတီရဲ့အတိတ်နဲ့သူကိုယ်ပိုင်ဘေဘတ်စနစ်နိုင်ငံရေးစိတ်ဝင်စားမှုတွေကြောင့်မလို့တန်တရားဝန်ခံခဲ့ရပါတယ်။လုံခြုံရေးအရှိတွေက Oppenheimer ရဲ့မိတ်ဆွေဖြစ်တဲ့ Hagon Chivalry နဲ့ပတ်သက်တဲ့ကိစ္စတွေကိုစုံစမ်းခဲ့ကြပါတယ်။ Chivalry ဟာဆိုဗီယက်ကိုအချက်လက်တွေပေးဖို့အကြံပြုခဲ့တယ်လို့လည်းသတင်းတွေကထွက်ခဲ့ပါတယ်။ 1946ခုနှစ်ဇူလိုင်လ16ရက်နေ့မှာနယူးမက္ကဆီကိုပြည်နယ်အာလာမဂိုဒိုမြို့မှာကမ္ဘာပထမအဦးဆုံးအတံမုံစမ်းသပ်မှုဖြစ်တဲ့ Trinity Test ကိုပြုလုပ်ခဲ့ပါတယ်။စမ်းသပ်မှုမပြုလုပ်မီသိပ္ပံပညာရှင်တွေရဲ့အကြားမှာစိုးရိမ်မှုတွေရရှိခဲ့ပါတယ်။တချို့ကတော့ဒီဘုံကလေရုကိုလောင်ကျွမ်းပြီးတော့ကမ္ဘာကြီးကိုဖျက်ဆီးနိုင်မလားဆိုပြီးတော့စိုးရိမ်ခဲ့ကြပါတယ်။အဒရက်ထီလာကအဲ့ဒီလိုမျိုးစိုးရိမ်မှုတွေကိုတင်ပြခဲ့ပူပါတယ်။ဘုံမောက်ကွေးတော်မြင်တွေ့ရခါမှာလူတိုင်းတိတ်ဆိတ်သွားခဲ့ပါတယ်။ ကျင်းသွားတဲ့အလင်းရောင်နဲ့နေထပ်ပိုပူတဲ့အပူချိန်ကအလုံးထိတ်လန့်စေခဲ့ပါတယ်။အော်ဘန်ဟဲမှာအဲ့ဒီချိန်မှာဟိန်နူချန်းစာဘာဂရစ်ဂေတာနေမိတော့ယခုမူကားငါသည်တည်ခြင်းဖြစ်၏လောကကိုဖျက်ဆီးသူဖြစ်၏ဆိုတဲ့ဇာတ်ကားကိုကိုးကားခဲ့ပါတယ်။ဒီဇာတ်ကားသူ့ရဲ့ခံစားချက်ကိုဖော်ပြနေပါတယ်။ Trinity Test အောင်မြင်ပြီးတော့မကြခင်မှာပဲတမရဟန်နီထရာမန်ကဂျပန်နိုင်ငံကိုအတန်ပုံကျဲမှုတအမိန်ပေးခဲ့ပါတယ်။1945ခုနှစ်ဩဂုတ်လ6ရက်နေ့မှာ ဟီရိုရှိမားမြို့ကိုလေတဲဘွိုင်းဘုံကျဲခဲ့ပြီး၃ရက်ကြာဩဂလ၃ရက်နေ့မှာနာဂါဆာကီမြို့ကိုဖတ်စမန်ဘုံကျဲခဲ့ပါတယ်။အဲ့ဒီဘုံနှလုံးစလုံးကဂျပန်လူမျိုးထောင်ပေါင်းများစွာကိုတည်ဆုံးစေခဲ့ပါတယ်။အဲ့ဒီဖြစ်ပျက်တွေကအော်ဘန်ဟိုင်းမားရဲ့ရင်ထဲမှာတသက်လုံးဝမ်းနေမှုနဲ့အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။စီဘီရဲ့နောက်အော်ဘန်ဟိုင်းမားက Automate Energy Commission ရဲ့ January Advisor Committee ဥက္ကဋ္ဌဖြစ်လာပါတယ်။ဒီခန်းကဏ္ဍမှာသူက nuclear လက်နက်တွေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက1949ခုနှစ်မှာသူတို့ရဲ့ပထမအဦးဆုံးအက်တမ်ဘုံးကိုစမ်းသပ်တဲ့ခါမှာအမေရိကန်မှာဟိုက်ဒရိုဂျင်ဘုံး H ဘုံးတည်ဆောက်ဖို့အတွက်ဖိအားတွေတိုးလာခဲ့ပါတယ်။အက်ဒဝတ်ထီလာနဲ့တခြားသိပ္ပံပညာရှင်တချို့က H ဘုံးကအက်တမ်ဘုံးထက်အစတထောင်ပိုမှုအားကောင်းတဲ့လက်နက်ဖြစ်ကြောင်းပြောဆိုခဲ့ကြပါတယ်။အော်ပန်ဟိမားကတော့ H ဘုံးတည်ဆောက်ရေးကိုကန့်ကွက်ခဲ့တယ်လို့သူ့မြန်မာဒီလက်နက်ကအန်ဒီရဲ့အလွန်ကြီးပြီးတော့လူသားမျိုးနွယ်တွေကကြီးမားတဲ့ချင်းချောက်မှုဖြစ်တယ်လို့ယုံကြည်ခဲ့ပါတယ်။ Lewis Starrus က Automate Energy Commission ရဲ့ဥက္ကဋ္ဌဖြစ်လာပြီးမကြခင်မှာပဲ Starrus နဲ့ Oppenheimer ကြားမှာပြဿနာတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ် Starrus ကအိတ်ဘုံးကိုအပြင်းထန်ထောက်ခံသူဖြစ်ပြီးတော့ Oppenheimer ရဲ့ကန့်ကွက်မှုကိုသူ့အတွက်ချိန်ချောက်မှုအဖြစ်မြင်ခဲ့ပြီးတော့ပုဂ္ဂိုလ်ရဲ့အရာလဲသူတို့နှစ်ဦးကြားမှာမကျေနပ်မှုတွေရှိခဲ့ပါတယ် Oppenheimer က Starrus ကိုနိုင်ငံရေးအမျက်ထုတ်သူလို့ခံစားခဲ့ရပြီးတော့ Starrus က Oppenheimer ကိုမောင်းမာရေးပညာရှင်တဦးလို့ယူဆခဲ့ပါတယ်1954ခုနှစ်မှာ အော်မဟိမကကြီးမားရဲ့လုံခြုံရေးစုံစမ်းစစ်ဆေးမှုကိုရင်ဆိုင်ခဲ့ရပါတယ်။သူရဲ့လက်ဝဲရင်းတဲ့နိုင်ငံရေးဆက်ဆံရေးဒီအရင်ကကွန်မြူနီအဖွဲ့အစည်းနဲ့ရင်းနှီးမှုတွေနဲ့ H ဘုံကိုကန့်ကွက်ခဲ့တာတွေကြောင့်မလို့တန်တရားဝန်ခံခဲ့ရပါတယ်။စစ်ဆေးမှုမှာတော့အော်ဘန်ဟိမကသူ့ရဲ့အတိတ်ကိုရှင်းပြရင်းနဲ့သူ့ရဲ့မျိုးချစ်စိတ်ဓာတ်ကိုတတ်သိပြဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့သူ့ရဲ့အရင်ကကွန်မြူနီဝါဒီစိတ်ဝင်စားမှုတွေနဲ့မိတ်ဆွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကသူ့ကိုထိခိုက်စေခဲ့ပါတယ်။ဂျင်းတက်ကလုံးနဲ့ဆက်ဆံရေး ဟာဂွန်ချီဗာလီယာနဲ့လှုပ်ဝက်ပြောဆိုမှုတွေနဲ့ H ဘုံကန့်ကွက်မှုတွေကိုအစိုးရကနိုင်ငံတော်ဆန့်ကျင်မှုဖြစ်ရှုမြင်ခဲ့ပါတယ်။စစ်ဆေးမှုကလာနေချီကြာမြင့်ခဲ့ပြီးတော့အော်ဘန်ဟိုင်းမားရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။သူ့ရဲ့လုံခြုံရေးခွင့်ပြုချက်ကိုရုပ်သိမ်းခံလိုက်ရတဲ့အခါမှာသူဟာအစိုးရရဲ့လှုပ်ဝက်စီမံကိန်းနေရာနဲ့ပြီးတော့လုံးဝဖယ်ရှားခံလိုက်ရပါတယ်။ဒီဖြစ်ပျက်ကမက်ခါဒီခေရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့အမေရိကန်မှာကွန်မြူနတီဝါဒကြောက်ရွံ့မှုကိုပုံမပြင်းထန်လာတဲ့ကာလတစ်ခုဖြစ်ပါတယ်။ ။အော်ဘန်ဟိုင်းမားကသူ့ရဲ့အတိတ်ကကွန်မြူနစ်ဆက်ဆံရေးတွေကြောင့်မလို့ဂုံတိတ်ခါကြာရှင်းခဲ့ရပါတယ်။စစ်ဆေးမှုဟာအော်ဘန်ဟိုင်းမားရဲ့မိသားစုကိုကြီးမားစွာထိခိုက်စေခဲ့ပြီးတော့သူ့ဇနီးဂီတီဟာစိတ်ဖိစီးမှုတွေကြောင့်အရက်ကိုအလွန်ကျွံတောက်တုံးလာခဲ့ပါတယ်။သူရဲ့ကလေးတွေဖြစ်ကြတဲ့ပီတာနဲ့ကာသရီနီတို့လည်းပဲဒီအခြေအနေကြောင့်မလို့စိတ်ပိုင်းဆိုင်ရာမှာစိုးကျိုးတွေခံစားခဲ့ရတယ်လို့မိသားစုတစ်ခုလုံးကလူပွဲစည်းရနေဝေးရအောင်ရှောင်ရှားခဲ့ရပြီးတော့အော်ဘန်ဟိုင်းမားကိုယ်တိုင်လည်းအလောက်ကန်ရရှိဖို့အခက်အခဲတွေရင်ဆိုင်ခဲ့ရပါတယ်။ တကယ်လို့အများပြားကသူ့ကိုအလုံးမပေးဖို့ဆုံးဖြတ်ခဲ့ကြပါလိမ့်။နောက်ဆုံးမှာတော့ Princeton Institute for Advanced Study က Oppenheimer ကိုလက်ခံခဲ့ပါလိမ့်။ဒီနေရာမှာသူကသူ့ရဲ့ကြံရှိနေတဲ့ဘဝကိုကုံဆုံးခဲ့ပါလိမ့်။ Princeton မှာ Oppenheimer က theoretical physics ကိုလေ့လာပြီးတော့နောက်မျိုးဆက်တွေကိုစာပေပို့ချခဲ့ပါလိမ့်။ဒါပေမဲ့သူ့ရဲ့နောက်ပိုင်းနှစ်တွေကအရင်လိုအချိန်ဝါမရှိတော့ဆိုပေမဲ့ပညာရေးဆိုင်ရာဦးဆောင်မှုကတော့ဆက်လက်ရှိနေခဲ့ပါလိမ့်။အချိန်ကြာလာနေမြအမေရိကန်လူတူရဲ့ Oppenheimer ပေါ်အမြင်ကပြောင်းလဲလာခဲ့ပါလိမ့်။ MC ကာဒီခေရဲ့အလွန်ကျွံလုံးရက်တီရောကြလာနေမြလရီယာအော်ဘန်ဟိုင်းမားကိုမတရားဆက်ဆံခံခဲ့ရတယ်လို့နားလည်လာခဲ့ကြပါတယ်။ဒိုဟာအမေရိကန်အတွက်ကြီးမားတဲ့အလုပ်တွေကိုလုပ်ခဲ့သူတအူးဖြစ်တယ်လို့လူတွေကသတိရလာကြပါတယ်။မက်ဒန်ပရောဂျက်မပါရင်ဒူရီယာကဘာစီတီကဒီထက်ပိုပြီးတော့မြင်းမြန်ဆက်ဆံအဆုံးသတ်နိုင်ခဲ့မှာမဟုတ်ဘူးလို့လည်းသဘောပေါက်လာခဲ့ကြပါတယ်။တမရဂျွန် F ကန်နီဒီကအော်ဘန်ဟိုင်းမားကိုအန်ရီဂိုဖာမီအက်ဒဝတ်နဲ့ဂုဏ်ပြုခဲ့ပါတယ်။ဒါအစိုးရရဲ့မတရားဆက်ဆံခံရမှုအတွက်တစိမ့်တစ်ပိုင်းဖြစ်ရော်ကြီးပြေးလိုက်တာမျိုးဖြစ်ပါတယ်။ ကန်နီဒီယားဘေးဘုတ်စီစဉ်ခဲ့ရဆိုမဲ့သူ့ရဲ့လုံခြံခံရမှုကြောင့်မလို့နောက်ပိုင်းမှာတမရလန်ဒန်ဘီဂျွန်ဆန်ကဒီစုကိုပြည့်ရခဲ့ပါတယ်။ပရင်စတန်မှာနေထိုင်ခဲ့စဉ်အော်ဘန်ဟိုင်းမားနဲ့အဲဘယ်အိုင်းစတိုင်းတို့ကရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာခဲ့ကြပြီးတော့သူတို့နောက်ဆုံးကနျူကလ িয়ার လက်နက်တွေရဲ့အန်ဒီတွေပေါ်မှာသဘောထားတူညီခဲ့ကြပါတယ်။အိုင်းစတိုင်းရဲ့ပြောဆိုမှုတွေမှာယူဘဗေဒသီအိုရီတွေကနေစပြီးတော့နိုင်ငံရေးလူမှုရေးပြဿနာတွေအထိကြဲကြဲပြန့်ပြန့်ဆွေးနွေးခဲ့ကြပါတယ်။အော်ဘန်ဟိုင်းမားရဲ့နောက်ပိုင်းနှစ်တွေမှာသူ့ရဲ့စိတ်ထဲမှာရှုပ်ထွေးတဲ့ခံစားချက်တွေရှိနေခဲ့ပါတယ်။ တစ်ဘက်မှာတော့သူရဲ့လောက်ရက်တွေကစစ်ပွဲတွေကိုမြင်းမြန်ဆန်ဆန်အဆုံးသတ်ခဲ့ပေမယ့်နောက်တစ်ဘက်မှာတော့လူသားမျိုးနွယ်ကိုကြီးမားတဲ့အန်ဒီယဖြစ်စေခဲ့တယ်လို့ခန်းစားခဲ့ရပါတယ်။သူက H ဘုံကိုကန့်ကွက်ခဲ့တာကနိုင်ငံအတွက်အကျိုးမရှိခဲ့ဘူးလားလို့လည်းသူ့ကိုယ်သူမေးခွန်းထုတ်ခဲ့တယ်လို့ဒီလိုမျိုးနောင်တရရမှုတွေကသူ့ရဲ့နောက်ပိုင်းဘဝကိုလွှမ်းမိုးခံခဲ့ရပါတယ်။အော်ဘန်ဟိမားရဲ့ဇလန်းကသွေးအေးစစ်ပွဲရဲ့ရှုပ်ထွေးမှုတွေကိုထင်ရှားစေတယ်လို့နျူကလ িয়ার လက်နက်ပြိုင်ဆိုင်မှုမှာအမေရိကန်ရဲ့ဆိုဗီယက်တို့ရှင်ပြိုင်မှုကကမ္ဘာနိုင်ငံကြီးကိုလွှမ်းမိုးခဲ့ပါတယ်။ သူရဲ့ age ဘုံကံကွက်မှုကသူ့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာမကလူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်မှုဖြစ်တယ်ဆိုတာနောက်ပိုင်းမှာတက်တည်ပြခဲ့ပါတယ်။အော်ဘန်ဟိမရဲ့ဇလန်ကအသိပ္ပညာရှိနေနေနဲ့သူရဲ့တီထွင်မှုတွေပေါ်ကိုချင်းတရားဆိုင်ရာတာဝန်ယူမှုရှိတဲ့လားဆိုတဲ့မေးခွန်းဖြစ်ပေါ်စီပါတယ်။သိပ္ပပညာရှိနေရာတီးခြားယူရချက်တစ်ခုနဲ့သူ့ဒေသနာလုံနေရလားဒါမှမဟုတ်သူရဲ့ရှာဖွေတွေးရှိချက်တွေကိုနိုင်ငံရေးရည်ရွယ်ချက်တွေအတွက်အသုံးပြုခံရတာလားဆိုတဲ့ကိစ္စကအဓိကမေးခွန်းတစ်ခုဖြစ်ခဲ့ပါတယ် မဲဒန်ပရိုဂျက်နဲ့အတန်ဘုံတည်ဆောက်မှုဟာနိုင်ငံတကာနိုင်ငံရေးကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။နျူကလ িয়ার ဟန်တာရေးမှုဟာကမ္ဘာနိုင်ငံရေးရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံတွေကလည်းနျူကလ িয়ার လက်နက်တွေကိုတည်ဆောက်လာခဲ့ပြီးတော့ကမ္ဘာချိန်ခွင်ရှာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။အော်ဘန်ဟိုင်းမားရဲ့နောက်ဆုံးနှစ်တွေမှာလေကြောင်းကင်ဆာရောဂါကြောင့်မလို့ကျန်းမာရေးဆိုးရွားလာခဲ့ပါတယ်။1962မှာ9ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာအသက်62နှစ်အရွယ်နဲ့ကွယ်လွန်ခဲ့ရပါတယ်။ သူ့ရဲ့မွေးနေ့ကအရှုပ်ထွေးလာတယ်လို့တစ်ဖက်မှာသူ့ကိုစေကြီးကိုအဆုံးသတ်စေခဲ့တဲ့သူ့ရဲ့ကောင်တဦးလို့သတ်မှတ်ခဲ့ကြပြီးတော့တစ်ဖက်မှာတော့သူ့ကိုနျူကလ িয়ার ခီးရဲ့ NDA တွေကိုတတိပေးခဲ့တဲ့ Prophet တဦးလို့မြင်ကြပါတယ်ခရစ်စတိုဖာနိုလန်ရဲ့ရုပ်ရှင်မှာအချိန်ကာလနှစ်ခုကိုပြိုင်တူပြသထားပါတယ်တကူကတော့ Oppenheimer ရဲ့ရှူဒေါင်ကိုအယောင်ဆုံးမြင်ကွင်းအနေနဲ့ပြသပြီးနောက်တစ်ခုကတော့ Lewis Starrett ရဲ့ရှူဒေါင်ကိုအဖြူမဲမြင်ကွင်းအနေနဲ့ပြသထားပါတယ်ဒီလိုမျိုးအချိန်ကာလကိုရှင်းအောင်ပြောင်းပြန်ပြသထားတဲ့ နန်းလီနီယာစတိုရီတဲလင်းဤပညာကဇလိုင်းရဲ့ရှုပ်ထွေးမှုတွေကိုထင်ရှားအောင်ပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ဟုတ်ကဲ့ပါ။ Siri for you ကိုအားပေးကြတဲ့မိတ်ဆွေများခင်ဗျာ။ဒီလိုစကားမျိုးဟာကိုရခိုင်ကြီးလိုမျိုးငချွတ်တတီတယောက်ရဲ့ recap ကိုနားတော်တာဆင်ုံနဲ့မလုံလောက်ပါဘူး။အထူးသဖြင့် Trinity Test ပထမဆုံး nuclear စမ်းသပ်မှုမြင်ကွင်းက 4K version မှာအကောင်းဆုံးသောအတန်စနစ်တင်တဲ့ကြည့်ရှုခံစားမဲ့ဇလန်းဇက်ွက်မျိုးပါ။အခု recap လေးထဲမှာကိုရခိုင်ကြီးနေနဲ့ဇလန်းအောင်နားလည်အောင်လို့ တစ်ခုချင်းစီခွဲပြခဲ့ပါတယ်ဒီစကားလေးကိုကြည်ရှင်းတောက် quality နဲ့ကြည့်လို့ရအောင်လို့ Telegram မှာမြန်မာစာရန်ဒိုးလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ကောမန့်ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ